အလုံးမဲမင်္ဂလာပါကျွန်တော်ကတော့အိုင်ဘန်ပါကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်ကလာမဲတပတ်တာအတွက်ကပတ်ရွှေစည်းကိုခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ကျွန်တော်လာမဲတပတ်တာအတွက်ကပတ်ရွှေကိုမခံမှန်းခင်ကျွန်တော်ပြီးခဲ့တဲ့တပတ်ကကပတ်ရွှေဖြစ်ဒီလှုပ်ခတ်သွားတာတွေကိုကျွန်တော်အရင်ဆုံးပြောပေးသွားမှာဖြစ်တယ်ပြီးခဲ့တဲ့တပတ်ကကျွန်တော်တို့တပတ်တာအရာဈေးကွက်ပိတ်တဲ့နေ့လည်းဖြစ်တယ်လို့ကျွန်တော်တို့မန္တလေးတိုင်းဖရိတ်ဈေးကွက်ပိတ်တဲ့နေ့လည်းဖြစ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်တပတ်တာမှာသူတလားတာဈေးပိတ်တဲ့ဟာရောတပတ်တာဈေးကွက်ပိတ်တဲ့ဈေးပိတ်တဲ့ကန်တွေရောကျွန်တော်တို့ဆုံသွားတာဖြစ်တယ်ဒါကြောင့်အရင်ဆုံးအနေနဲ့ကျွန်တော်တိုင်းဖရိတ်ကို တလကန်နယ်ဒီမန္တလေးတိုင်းဖရိန်နဲ့အရင်ခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ကျွန်တော်တိုင်းဖရိန် DVD ကိုထဲမှာ၄ခုသုံးသပ်ပေးသွားမှာဖြစ်တယ်မန္တလေးတိုင်းဖရိန်ရော weekly တိုင်းဖရိန်ရော daily တိုင်းဖရိန်ရော84တိုင်းဖရိန်ရောကျွန်တော်၄ခုကိုသုံးသပ်ပေးသွားမှာဖြစ်တယ်ဒါကြောင့်နည်းနည်းလေးတော့ရှင်းနိုင်ပါတယ်ဗီဒီယိုလေးရှင်းနိုင်ပါတယ်ဒါကြောင့်မိတ်ဆွေဆက်လက်ပြီးကြည့်သွားပြီးတော့လိုအပ်တယ်အရင်ဆုံးကျွန်တော်မန္တလေးတိုင်းဖရိန်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်မန္တလေးတိုင်းဖရိန်ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကန်နယ်တုံးတုံးတုံးရဲ့ကြာချိန်တွေကြာချိန်တွေဟာတလကြပါတယ် တလကြပါတယ်ဒီတကနေတော့တော့တော့ရဲ့ကြာချိန်တွေဟာဒါကြောင့်မန္တလေးတိုင်းဖရိန်ဝမ်မှန်လို့ကျွန်တော်တို့ပြောတာဖြစ်တယ်တလကြတယ်ကျွန်တော်တို့ဒါ3လဆက်တိုက်ပြောကြည့်ရမယ်ဆိုလို့ရှိရင်ဒီကန်နယ်ကိုကြည့်ရမယ်ဆိုရင်တော့3လဆက်တိုက်ကဈေးကဒါ3လဆက်တိုက်ဈေးကအသက်အားကောင်းနေတာဖြစ်တယ် သုံးလဆက်တအားကောင်းနေဖြစ်တယ်ကျွန်တော်တို့ပြီးခဲ့တဲ့လကဆိုလို့ရှိရင်ကပတ်ရွှေဈေးကဈေးကတော်တော်လေးကိုဈေးသက်သွားခဲ့တာဖြစ်တယ်ဈေးအသက်ဈေးအသက်အားကောင်းတဲ့လလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့အဲပြီးခဲ့တဲ့လမှမဟုတ်ဘူးအရင်နောက်ထပ်ပြီးခဲ့တဲ့လတုန်းကလည်းဒီမှာဒီမှာပြီးသွားတဲ့နောက်ထပ်နောက်ထပ်လတွေကလည်းဈေးကအသက်တွေအားကောင်းခဲ့တာသုံးလဆက်တိုက်ရှိဘူးပေါ့ဈေးအားကောင်းခဲ့တယ်ဒါပေမဲ့ဒီလမှာပြီးခဲ့တဲ့လမှာဆိုလို့ရှိရင်တော့ကပတ်ရွှေဈေးကအဲကျွန်တော်တို့ဒီမှာသုံးပုံပုံလို့ရှိရင်တော့နှစ်ပုံလောက်ပြီးတော့ပြန်ကျခဲ့ပြီးတော့ဈေးကတစ်ပုံလောက်နဲ့ပဲပြန်ပြီးတော့အတက်နဲ့ဈေးပိတ်သွားရတာဖြစ်တယ် ်ဈေးအတန်းနဲ့ပိတ်သွားတာတော့မှန်တယ်ကျွန်တော်တို့ဒီမှာအပေါ်မှာ share ကြီးထုတ်သွားခဲ့တာကိုတော်တော်လေး share ထုတ်သွားခဲ့တာသုံးပုံပုံရင်၄ပုံလောက်က share ချထားရတယ်အပြစ်ဒီမှာ၃ပုံလောက်ကကန်နေနေပဲ body နဲ့ပဲပိတ်သွားတာဖြစ်တဲ့အတွက်ဒါအကြီးကြီးအပြင်းဆိုအယိုးရှင်းဆုံးကြည့်မယ်ဆိုလို့ရှိရင်တော့ ဈေးကွက်ထဲမှာဈေးရောအတက်အားတော့ရှိတယ်ဒါပေမဲ့အတက်အားနည်းနေတယ်ရောင်းလို့အားတွေပြန်ဝင်လာနိုင်တယ်ဆိုတဲ့အထိပယ်ကိုကျွန်တော်တို့ယူလို့ရတယ်။ဘာကြောင့်လဲဆိုကန်တွေက body အပိတ်နဲ့ပိတ်သွားတာမဟုတ်ဘူး body နဲ့ပိတ်သွားတာမဟုတ်ဘူး share ရောပြန်ထုတ်သွားတဲ့အတွက်ကဒီမှာအပေါ်မှာ share ရောပြန်ထုတ်သွားတာဖြစ်တယ်။ဒါကြောင့်ဈေးကွက်ထဲမှာဒါကရောင်းလို့အားတွေအေးရှိနေတိုင်းနဲ့ဝယ်လို့အားနည်းနေတယ်ဆိုတာကိုကျွန်တော်တို့ယူဆလို့ရမှာဖြစ်တယ်။ဒါကကျွန်တော်ဒီတလထာမှာ ဈေးကွက်ကဝယ်လို့အားများနိုင်လားလားရောင်းလို့အားများနိုင်လားလားကိုယူဆပြီးတဲ့ဟာကိုကြည်နီးကိုကျွန်တော်ပြောပေးတာဖြစ်တယ်ကျွန်တော်ဒီတော့တလအသွင်းကိုကဘာရွှေရဘလောက်ထိလောက်ခတ်သွားတယ်လဲဆိုလို့ရှင်တလမှာကဘာရွှေစီကလအစပိုင်းမှာကျွန်တော်3858မှာဈေးကစဖွင့်လိုက်တယ်တလလုံးအနေနဲ့အမြင့်ဆုံးတက်ခဲ့တဲ့ဈေးဟာ4381အထိဈေးတက်ခဲ့တယ်တလလုံးအနေနဲ့အနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ3819အထိဈေးကျခဲ့လိုက်တယ်ဒါအကြီးကြီးအပြည့်ဆိုရင်အော် sorry 4000နဲ့800 4800 အာ sorry 4381အထိ4381အထိဈေးရတက်သွားခဲ့တယ်။အဲကျွန်တော်တို့ဒါအောင်ကြည့်ချင်းအပြင်ဆိုလို့ရှိရင်ဈေးခွဲရတလတာလှုပ်ခတ်သွားတဲ့အချိန်ကပစ်ပေါင်းကျွန်တော်တို့938ပစ်လောက်ဝင်းကျင်လောက်ဒီကိုဈေးလှုပ်ခတ်သွားတာဖြစ်တဲ့။ဒါကြောင့်ဈေးဝယ်ကအလျံအလှုပ်ခတ်ကျန်သွားတာဖြစ်တဲ့။ဒါပေမဲ့လှုပ်ခတ်သွားတဲ့ရေအပေါ်မှာနှပုံပုံလောက်က share ပြန်ထုတ်ခဲ့ပြီးတော့အကြနဲ့ပြန်ပြီးတော့ဒီ share ပြန်ထုတ်သွားပြီးတော့ body ကတင်းတင်းနဲ့ပြန်ပိတ်သွားတာကိုတွေ့ရတယ်။ဒါကြောင့်ဈေးွက်ထဲမှာဒါကရောင်းလို့အား များလာတဲ့ဒီဝယ်လိုအားနည်းနေတယ်လို့ကျွန်တော်တို့ယူဆလို့ရမှာဖြစ်တယ်ဒါမန္တလေးတိုင်းပြည်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပြီးပြီဆိုလို့ရှိရင်ဒီကျွန်တော်တို့လာဒီနိုဝင်ဘာကျွန်တော်တို့ဒါနိုဝင်ဘာလပြီးတဲ့ဟာကိုသုံးသပ်ပြီးပြီဆိုလို့ရှိရင်ဒီနိုဝင်ဘာလမှာကျွန်တော်တို့အသေးအသက်တော့အားနည်းနိုင်ပါတယ်ဒါလေးတော့တစ်ချက်သတိထားပါဈေးအသက်ကိုကြတိုင်းဝယ်နေတဲ့မိတ်ဆွေတွေအသက်ဒါအထူးတတိထားဖို့ကျွန်တော်ပြောရခြင်းဖြစ်တယ်မန္တလေးတိုင်းပြည်နဲ့ကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ဒီ weekly time frame ကိုတစ်ချက်သုံးသပ်ပေးသွားမှာဖြစ်တယ် weekly time frame ဆိုလို့ရှိရင်ဒါက weekly time frame ကျွန်တော်ဒီ web system နေ support တွေဆွဲထားတာကြောင့်မို့မြင်းလေးရတော့နည်းနည်းလေးရှုပ်နိုင်တဲ့ချက်စရာကြီးတဲ့အချိန်မှာကျွန်တော်က bright action နဲ့ဒီ web system support တွေနဲ့ကျွန်တော်အဓိကထားပြီးသုံးသပ်တာဖြစ်တယ်ကျွန်တော်ကအယိုးရှင်းဆုံးကိုသုံးသပ်လေးရှိတယ်ဟုတ်ပြီကျွန်တော် weekly time frame သုံးသပ်ချက်အရာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကိုးဘတ်ဆက်တိုက်ကဈေးသက်သွားပြီးတော့7ဘတ်မြောက်မှာဈေးစားကြခဲ့တယ်ပြီးခဲ့တဲ့တစ်ဘက်ရဲ့အရင်ကပြီးခဲ့တဲ့တစ်ဘက်မှာလည်းကျွန်တော်တို့ဈေးကြတဲ့ကန်နဲ့ပြီးသွားခဲ့တယ်ဒီတစ်ဘက်မှာလည်း sorry ပြီးခဲ့တဲ့တစ်ဘက်မှာလည်းဒီမှာ အဲကဈေးကြားနဲ့ပိတ်သွားဖြစ်ရတဲ့နပတ်ဆက်တိုက်တော့ဈေးကကျနေတာဖြစ်တယ်နပတ်ဆက်တိုက်ဈေးကအကျနေတော့တွေ့နေရဖြစ်တယ်ကျွန်တော်တို့နောက်ထပ်ဒီအခုလာမယ့်တစ်ပတ်မှာရောဈေးကဆက်ပြီးတော့ကျနိုင်တယ်လားဆိုရင်ဈေးအကျအားရှိနိုင်ပါလိမ့်တယ်ဘာကြောင့်လဲဆိုရင်ဈေးကွက်ထဲမှာ weekly အရာကြည့်မယ်ဆိုရင်လည်းဈေးကွက်က ရောက်လို့အားတွေမြင်နေရတော့ရှိပါသေးတယ်ကျွန်တော်မန္တလေးအရာကြည့်မယ်ဆိုလို့ရှိရင်လည်းမန္တလေးတိုင်းပြည်အရာကန်နေအရာကြည့်တယ်ဆိုတဲ့အခါမှာလည်းကန်နေကကျတော့ကျွန်တော်တို့ဈေးသက်အားနည်းနေတာကိုတွေ့နေရတာဖြစ်တယ်ဒါကအယိုးရှင်းဆုံးကန်နေကိုကြည့်ပြီးတော့ဈေးကွက်ရဲ့ဝယ်လို့အားများနေလားရောင်းလို့အားများနေလားကိုကျွန်တော်ကြည့်ရခြင်းဖြစ်တယ်ကျွန်တော်တို့ weekly cam နဲ့အရာကျွန်တော်တို့ဒီမှာဈေးကအကျအား များနေတာဖြစ်တယ်။ဘာကြောင့်လဲဆိုရင်နလနဘတ်ဆက်တိုက်တော့ကြနေပြီ။ဒီလာမဲ့တစ်ပတ်မှာလည်းကျွန်တော်တို့ဈေးကျလာနိုင်တယ်။ဘယ်လောက်ထိကျလာနိုင်တယ်လဲဆိုရင်ကျွန်တော်ဖြူပုံနဲ့အရာတိုင်းပေးမယ်။ကျွန်တော်ဒီမှာ resistant support တွေဆွဲထားတဲ့အတွက်ကြောင့်မြင်းတွေရောနည်းနည်းလေးရှုပ်မယ်ကြည့်ရတာတွေရောဒီခံပြီးကြည့်ပေးပါ။အဲကျွန်တော်တိုင်းပေးရအရာဆိုလို့ရှိရင်ဘယ်လောက်ထိတက်လာနိုင်ဦးမလဲဆိုလို့ရှိရင် sorry ဘယ်လောက်ထိကျလာနိုင်ဦးမလဲဆိုလို့ရှိရင်ဈေးကတော့အကျအားကောင်းနိုင်တယ်။ဒါကြောင့် ပြတိုင်းဝင်နေတဲ့မိတ်ဆွေတွေအတွက်တော့အထူးတည်တည်ထားပါအဝယ်တွေကိုဝယ်တဲ့အခါဝယ်လို့ရတယ်။ TBS နဲ့ထားပြီးတော့စနေတကြနဲ့အယောင်းဝယ်လို့ဖို့တော့အကြံပြုပါရယ်ခင်ဗျာ။ အသက်အားကောင်းပြီးဈေးကလည်းဒါဝီထွေအနေနဲ့ပြန်ယူရဲအကြကလည်းဘယ်လောက်ထိကြလာနိုင်မလဲဆိုတဲ့ဟာကတော့ကျွန်တော်တို့မန်းရခက်ပါတယ်ဒါလေးကိုတော့တစ်ချက်သတိထားပါဟုတ်ပြီဘီဘိုရကြမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဈေးကတော့အကြဘယ်လောက်ထိလာနိုင်မလဲဆိုဒီအဝါဆုံးလေးကိုဟိုဖောက်ကြနိုင်ခဲ့ရင်တော့ဒီအဝါဆုံး3900ကိုဒါဖောက်ကြနိုင်ခဲ့ပြီဆိုရင်ကတော့ကျွန်တော်တို့ဘယ်ဈေးတန်းနေထိရောက်လာနိုင်တယ်လဲဆိုရင်ဒီမှာအစိမ့်ဆုံးဖြစ်တဲ့3945 50ဝန်းကျင်လောက်ထိကိုဈေးအကြလာနိုင်ဥမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့3900ဆုံး weekly ကျွန်တော်တို့ဒီတပတ်တာအရာ3900ရဲ့အောက်ကိုတာဖတ် ပိတ်နိုင်ခဲ့တယ်ဆိုလို့ရှိရင်တော့နောက်တစ်ပတ်တွေနောက်တစ်ပတ်တွေမှာလေကျွန်တော်တို့3900ဈေးတန်းတွေလောက်အထိကိုပြန်ပြီးတော့မြင်ရနိုင်ပါတယ်အကြအာအလောက်ထိရှိပါလိမ့်တယ်ခင်ဗျာကျွန်တော်တို့ဒါဒီလာမဲ့တစ်ပတ်တာအတွက်ဆိုကပ္ပရွှေဈေးကဘယ်လောက်ထိအကြလာနိုင်မလဲဆိုတဲ့မိတ်ဆွေတွေအတွက်ဆိုလို့ရှိရင်3900ထိလာနိုင်မယ်3900ကိုဆက်ပြီးတော့ဖောက်ချနိုင်ခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့3990 3980အဲ3800ရာတွေ3990ဈေးတန်းတွေပြန်မြင်ရနိုင်ပါတယ် ဒါကဘလောက်ထိအကျလာနိုင်တယ်လဲဆိုတော့မိတ်ဆွေတွေအတွက်ကိုကျွန်တော်ပြောပြတာဖြစ်တဲ့တပတ်တာအရာအကျမျော်ရွေမဲ့မိတ်ဆွေတွေအတွက်ဆိုရင်3900ကိုဖောက်ချနိုင်ခဲ့ရင်3000နဲ့800 3900 90ဈေးနှုန်းနေအထိကိုမြင်ရနိုင်ပါတယ်။ဒါကလာရဲတပတ်တာအတွက်ဈေးအကျလာနိုင်တဲ့ဟာကိုကျွန်တော်ပြောပြတာဖြစ်တဲ့3900ဖောက်ချပြီဆိုရင်မိတ်ဆွေတို့လိုက်ပြီးရောင်းပါ3800 3990လောက်ထိကိုအကျလာနိုင်မှာဖြစ်တဲ့ဒါကနေပညာအရတော့ပြောထားတာဖြစ်တဲ့တည်င်းပိုင်းအရတွေတော့ဆွတ်တင်ဆွဲချတာမျိုးတွေတော့ရှိရဦးမယ်။ဒါကိုလေးတော့တစ်ချက်သတိထားပါ။ဒါနေပညာအရကတော့ကျွန်တော်တို့ဈေးကြကဒါလောက်ထိလာနိုင်နေဆိုတော့ကျွန်တော်ပြောပြတာဖြစ်တဲ့ဒါက weekly time frame အရကိုဘယ်လောက်ထိအကျလာနိုင်တယ်လဲဆိုတာကိုကျွန်တော်ပြောပြသွားတာဖြစ်တဲ့ဒါ weekly time frame ကိုကျွန်တော်သုံးသပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော် daily time frame နဲ့သုံးသပ်ပြီးသွားအောင်မှာဖြစ်တဲ့ သေးလေးနဲ့ရောဘယ်လောက်ထိတွေအသက်လာနိုင်အောင်မလဲအသက်မျောလို့ရအောင်မလဲဆိုတဲ့ဟာတွေကိုကျွန်တော်ဆက်လက်ပြီးပြောပေးသွားမှာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေကဆက်လက်ပြီးကြည်သွားပြီးတော့လိုအပ်တယ်။အကဲလို့ဒါမိတ်ဆွေကကျွန်တော်ကျွန်တော်ရဲ့ဒီကျွန်တော်နဲ့အတူ trade account ဖွင့်နေတာပဲဖြစ်စေ VIP secret channel တွေ join နေတာပဲဖြစ်စေကျွန်တော်ရဲ့ Telegram နဲ့ Viber နဲ့လာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ဒီ trade account ဖွင့်တဲ့အခါမှာလည်းကျွန်တော်ရှိပါဘလို့စာပြစ်တွေရှိလဲဆိုရင်ဒေါ်လာတရားနေစပြီးတော့ trade account တွေဖွင့်လို့ရတယ်။ credit bond လည်းရှိပါတယ်ဆွတ်ဖီညသိခါလည်း free ပါ commission လည်း free ပါအဲပြီးတော့ဒါဝင်ထုတ်ဝင်တင်းတဲ့အခါမှာလည်းတိကျမန်ကန်စွာမြန်ဆန်စွာနဲ့ကျွန်တော်ဘက်ကအကောင်းဆုံးစပစ်ပေးနေတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ခုကတော့ဒါ VIP signal စပစ်ကဘယ်လိုမျိုးလဲဆိုရင်မိတ်ဆွေကထွေတီအကောင့်တော့ဖွင့်ထားတယ်ဒါပေမဲ့အယောင်းဝင်လုပ်တဲ့အခါမှာကျတော့ကိုကစနစ်တကျနဲ့အယောင်းဝင်မလုပ်တတ်ဘူးဒီသုံးသက်ချက်တွေကလည်းအချိန်ပေးမှုသုံးသက်နိုင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ Telegram VIP signal channel ကိုဒါ join ထားပေးလို့လိုအပ်တယ်ဈေးကွက်နဲ့တပြေးညီအယောင်းဝင်လုပ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒါကအသေးစိတ်တွေကိုသိချင်တယ်ဆိုရင်ကျွန်တော် ော် Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာကျွန်တော်ဆက်လက်ပြီးတော့ဒီ Day 1 Time Frame နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပြီးတော့ဖြစ်တယ်လက်ရှိကတော့ဒါ Day 1ကန်တဲ့တုံးတုံးရဲ့ကြာချိန်ဟာတရက်တရက်ကြာပါတယ်ခင်ဗျာဒီ Time Frame ရဲ့ဟာကိုကျွန်တော်ပြောပြသွားမှာဖြစ်တယ် Day 1အရဆိုလို့ရှိရင်လဲဈေးကွက်ထဲမှာကအကြည့်မယ်ဆိုလို့ရှိရင် Trend အရဆိုလို့ရှိရင်ကတော့တောင်းထွက်မှာပဲရှိနေသေးတယ် Trend အရဈေးကျလာရမှာပဲရှိနေသေးရဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့တပတ်တာအရဈေးကိုဘယ်လောက်ထိမျောနိုင်မလဲဆိုရင်ဒီကန်တွေကဒီလောက်လောက်မှာဖြစ်တယ်ကျွန်တော်တို့၄000နဲ့50အဲ55 60ဝန်းကျင်လောက်ထိမျောလို့ရ 对不对？但是我们老提不？ ကျွန်တော်တို့ပြောရမယ်ဆိုရင်ဒီလောက်လောက်အထိမျောလို့ရတယ်ဒီကောင်ကိုဖောက်တက်မှလာဒီလိုမျိုးတွေပြန်မျောလို့ရအောင်မှာဖြစ်တယ်ဒါလေးတို့တော့တချက်တတိထားပါဒီမှာကန်တယ်တွေအရာကြည့်မယ်ဆိုရင်လည်းဈေးခွက်ကရောင်းလို့အားတွေကျွန်တော်တို့ဝယ်လို့အားတိတ်မတွေ့ရတယ်ဖြစ်တယ်ဒီမှာကန်တယ်တွေဆိုဘဲကန်တယ်တွေရဲ့တွေ့နေရတယ်ဘူးကန်တယ်တွေမှာဒီမှာလေးတဒုံးမဲ့တွေ့ရတဲ့အတွက်ဈေးခွက်ထဲမှာဒါကရောင်းလို့အားများနေတယ်ဝယ်လို့အားနည်းနေတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်ဘလောက်ထိအသက်လာနိုင်မလဲဆိုရင်ကျွန်တော်တို့တပတ်တာအရာ၄000နဲ့90လောက်ထိအဲ90 4060အထိအသက်လာနိုင်မှာဖြစ်တယ်ဒါကတပတ်တာအရာဘယ်ချိန်ဘယ်ဈေးတန်းနေမှာရောင်းတဲ့ ဲ့ဈေးနှုန်းတွေဆိုဒီ4050နဲ့4066 4060မှာရောင်းတင်တဲ့ဈေးနှုန်းတွေဖြစ်ပါတယ်ခင်ဗျာဒါကရောင်းတင်တဲ့တပတ်တာအရာရောင်းတင်တဲ့ဈေးနှုန်းတွေဖြစ်တဲ့ဈေးကွက်ကကျွန်တော်တို့ဒါတပတ်တာအရာဈေးကြအားသာနိုင်ဦးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒါက daily အရာကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ကျွန်တော်အိတ်ဖိုးအရာဆက်လက်ပြီးပြောပြသွားဦးမှာဖြစ်တယ်အိတ်ဖိုး time frame ပေါ့ကျွန်တော် time frame ကို၄ခုတော့ပြောပြသွားတယ်အကယ်လို့ဒါမရှင်းတာနေရှိရင်ကျွန်တော်တို့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်တယ်ဒါကကြတော့ကျွန်တော်တို့အိတ်ဖိုး time frame ပေါ့ အဲ့ဖိုးတိုင်းဖရိန်ကိုလည်းကျွန်တော်တို့ဒီမှာ try ရနဲ့ထောက်ကြည့်မယ်ဘယ်လောက်ထိအသက်လာနိုင်ဦးမလဲဒီအသက်လာဈေးအသက်မျောနေတဲ့မိတ်ဆွေတွေအတွက်ကိုပြောပြတော့တာဖြစ်တယ်အကြာကတော့လာအောင်မှာဖြစ်တယ်ဒီဈေးအသက်ကိုမျောခြင်းနဲ့မိတ်ဆွေတွေအတွက်ဆိုလို့ရှိရင်ဒီမှာ try ရဆိုလို့ရှိရင်ဒီ try ရဆိုလို့ရှိရင်တော့ဒီ try ကိုလာထောက်အောင်မယ်ဆိုလို့ရှိရင်ဒီမှာတစ်ချက်လောက်ကြည့်မယ်ဆိုလို့ရှိရင်မျောလို့ရတဲ့ဈေးတန်းဆိုရင်ဒီမှာ446 49 ဒီလောက်ထိပေါ့အများဆုံးမျောမယ်ဆိုရင်4060အထိမျောလို့ရအောင်မှာဖြစ်တယ်ဒါကတပတ်တာအရာတပတ်တာအရာဈေးရဲ့အဲဒီအဈေးအသက်မျောလို့ရမယ်ဟာ4000နဲ့ 55 4000နဲ့60ဈေးတန်းတွေကိုကျွန်တော်တို့ဒါဈေးအသက်လာနိုင်ဦးမှာဖြစ်ပါတယ်ဒီဈေးတန်းတွေလောက်မှာအယောင်ဝင်မှာအဲဈေးတန်းဝင်ကျင်လောက်မှာအဝယ်တွေမဝင်မိစေပါနဲ့ねတကယ်လို့အယောင်ရောအဝယ်ရောမဝင်ကျင်ဘူးဆိုရင် confirm အဖြစ်နဲ့စောင့်ကြည့်ပြီးတော့မှအယောင်ဝယ်လောက်ပါခင်ဗျာဟုတ်ပြီဒါက84 time frame ညာပြောပြထားတာဖြစ်တယ်ကျွန်တော် time frame ၄မျိုးတွေလည်းခံမှန်းသုံးသပ်ပြီးပြီးဒါနိပညာအရသုံးသပ်ပြီးပြီးကျွန်တော်ပြောထားတဲ့ဟာတွေကနည်းနည်းလေးတော့ရှည်သွားတယ်ဒီ time frame ၄မျိုးနဲ့သုံးသပ်ပေးတာဖြစ်တဲ့အဲ့အတွက်ကျွန်တော်နိပညာအရသုံးသပ်ပြီးပြီးဒါကျွန်တော်ရဲ့တူရတော့အမြင်သုံးသပ်ချက်ဖြစ်တယ်ဒီနိပညာအရသုံးသပ်ချက်ဖြစ်တာကြောင့်တရားရခိုင်လုံးမှန်ကန်မှုတော့ ရှိပါဘူးဒါကြောင့်မိဆွေရဲ့ထရိတ်ကောင်းတဲ့လော့ဆိုက်တွေပေါ်မှာမူတည်ပြီးတော့စနေတရားနဲ့အယောင်းဝယ်လုပ်ဖို့တော့အကြံပြုရတယ်ခင်ဗျာကျွန်တော်နီးပညာအရာသုံးသပ်ပြီးပြီဆိုတော့သတင်းပိုင်းအရာသုံးသပ်ပေးသွားမှာဖြစ်တယ်သတင်းပိုင်းအရာကတော့ကျွန်တော်တပတ်တာအရာသတင်းတွေကြီးကြီးမားမားတွေရှိတယ်လားဆိုလို့ရှိရင်တော့ဒီမှာကြည့်ချင်းအဖြစ်ဆိုရင်သတင်းတွေကကြီးကြီးမားမားသတင်းတွေရှိပါတယ်တပတ်တာအရာတပတ်တာအရာဘယ်နေ့တွေကစထွက်မလဲဆိုလို့ရှိရင်သတင်းလား နေ့မှာတရင်ရှိမယ်အင်္ဂါနေ့မှာလည်းတရင်ရှိမယ်ဗုဒ္ဓဟူးနေ့မှာလည်းတရင်ရှိမယ်တနင်္လာနေ့ဗုဒ္ဓဟူးအထီးတရင်နေ့ထွက်ဖို့အများကြီးရှိပါတယ်ခင်ဗျာဒီအထဲအမှကျွန်တော်တို့တရင်အလောက်ခတ်ကျန်းလာနိုင်မယ်တရင်ကဗုဒ္ဓဟူးနေ့မှာတရင်အလောက်ခတ်ကျန်းလာနိုင်တယ်ဘာတရင်လဲဆို ADB နန်းဖန်နန်းဖန်တရင်တွေရှိပါတယ်ဒီနန်းဖန်တရင်တွေကတော့ကမ္ဘာရွှေဈေးကဒေါက်တာတွေသိနေကြအတိုင်းပဲကမ္ဘာရွှေဈေးကအလောက်ခတ်တွေအရန်ကျန်းတဲ့တရင်မျိုးဖြစ်ပါတယ်ဒီရဲ့တရင်အပ်ဒိတ်တွေသိကျင်တာပဲဖြစ်စေဈေးကွက်ရဲ့ daily analysis တွေကိုသိကျင်တာပဲဖြစ်စေကျွန်တော်ရဲ့ Telegram နဲ့ Phi Signal Channel ကိုလာ join ထားပြီးတော့လွတ်တယ်ကျွန်တော် ဲမှာတော့ကျွန်တော်ဈေးရွက် update တွေရယ်သတင်းရယ် update တွေရယ်တင်ပေးလေးရှိပါတယ်ခင်ဗျာဒါကသတင်းပိုင်းကတုံးတက်ပေးသွားတာဖြစ်တယ်အကယ်လို့သတင်းပိုင်းကတုံးတက်တာတွေမရှင်းတာတွေပဲဖြစ်စေအေးကျွန်တော်တို့ဒီနိပညာရတုံးတက်ထားတာတွေပဲမရှင်းတာတွေဖြစ်စေကျွန်တော်တို့ဒါ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်